ကမ္ဘာပေါ်မှာချင်းလုံးဝမရှိတဲ့တခုရီးသောနိုင်ငံကမ္ဘာကြီးပေါ်မှာချင်းတကောင်မှလုံးဝမရှိတဲ့နိုင်ငံတစ်နိုင်ငံရှိတယ်ဆိုရင်ရောတင်းယုံမလားဟုတ်ပါ ರೀ တင်းကြတာမမပါဘူးအဲ့ဒီနိုင်ငံကတော့မီးနဲ့ရေခဲတွေရဲ့မြေလို့တင်းစားခေါ်ပေါ်ကြတဲ့အိုင်စလန်နိုင်ငံမှာပြီဒီနေ့ဗီဒီယိုမှာတော့အိုင်စလန်မှာဘာကြောင့်ချင်းတကောင်မှမရှိရတာလဲဆိုတဲ့အဖြေကိုကျွန်တော်တို့နဲ့အတူတူရှာဖွေသွားမှာဖြစ်ပါ ರೀ ပထမဆုံးကျွန်တော်တို့စဉ်းစားမိမှာကအေးခဲနေတဲ့နိုင်ငံမှုလို့ပေါ်ဆိုတဲ့အချက်ဟုတ်တယ်မလားဒါပေမဲ့အဲ့ဒီအဖြေကနည်းနည်းလေးလွယ်နေပါ ರೀ ။ဘာလို့လဲဆိုတော့ Iceland ထက်အေးတဲ့ Greenland ကနေဒါမြောက်ပိုင်း Siberia လိုနေရာတွေမှာနွေရာသီဆိုရင်ခြေနေတန်းနဲ့ခြေပြေရထွက်ကြတာပါ။ဒါဆိုရင်တကယ်တရခံကားဘာတူလဲ။ကဲစိတ်ဝင်စားဖို့ကောင်းလာပြီဟုတ်။အဓိကအကြောင်းရင်းက၃ခုရှိပါလိမ့်။ဒါပေမဲ့အရေးကြီးဆုံးနဲ့အဓိကအကြဆုံးအချက်ကတော့ Iceland ရဲ့ထူးခြားတဲ့ရာသီဥလို့စာဝင်ပါပြီ။ခြေနှကောင်းရဲ့ဘဝဆက်ဝန်းကိုအရင်ကြည့်ကြရအောင်။ခြေမာကြီးကရေငြိမ်တဲ့ရေအိုင်လေးတွေမှာဥဥတွေ။အဲဒီဥကနေဘိုးလောက်လန်းတွေဖြစ်လာတယ်။ ဘိုးလောက်လန်းကနေအကောင်ပေါက်ဖြစ်ပြီးမှအချင်းအဖြစ်ပြန်တန်းထွက်လာတာပါဒီဖြစ်စဉ်တစ်ခုလုံးပြီးဆုံးဖို့တည်ငြိမ်တဲ့ရေမြန်းတဲ့ပြင်နဲ့တတ်မှတ်ထားတဲ့အချိန်ကာလတစ်ခုလိုအပ်ပါ ರಿ အိုင်စလာမာကျတော့အဲ့လိုမဟုတ်ဘူးဗျသူ့ရဲ့ဆောင်းရာသီကအယမ်းပြင်းထန်ပါ ರಿ နိုင်ငံမှာရှိတဲ့ရေကန်ရေအိုင်အားလုံးလုံးဝခဲသွားပါ ರಿ ຫນွေဦးရောက်လို့ຢາດີກະລຸပြန်ຫນွေလာတဲ့အခါမှာရေခဲတွေကအေးပြောလာတယ်။အဲ့ဒီအချိန်မှာချင်းဦးတွေကပေါက်ပြီးဘိုးလောက်လန်းဖြစ်ဖို့အခွင့်ရေးရှိတယ်။ဒါပေမဲ့လို့ပြောရမယ် ိုင်စလန်ရဲ့ရာသီဥတုကအပြောင်းလဲအရင်မြန်မာပြည်ရေခဲတဲ့ရေပျော်ပြီးတိတ်မကြခင်မှာပဲနောက်ထပ်အေးလိုက်တစ်ခုကဝင်လာပြီးရေတွေကပြန်ခဲသွားပါလိမ့်ရောဆိုတော့ချင်းလောက်လန်းလေးတွေချင်းကောင်ဖြစ်ပြောင်းလဲဖို့အတွက်အချိန်လုံးဝမရလိုက်ခင်မှာပဲသူတို့နေတဲ့ရေကပြန်ခဲသွားတော့တာပါပဲအဲ့လိုခဲလိုက်ပြောလိုက်ဖြစ်နေတဲ့ရက်ဆက်တဲ့ရာသီဆက်ဝန်းချောင်မလို့ချင်းနေဟာအိုင်စလန်မှာမျိုးဆက်တီတောင်ဘလို့မှမလုပ်နိုင်ကြတော့ပါဘူးဒုတိယချက်ကတော့အိုင်စလန်ရဲ့ရေနဲ့မြေစီလွှာရဲ့ဓာတ်ရုပ်ပစ္စည်းဖွဲ့စည်းမှုပါ မီးရောင်ပေါ်များတဲ့နိုင်ငံဖြစ်တဲ့အတွက်သူ့ရဲ့ရေနှဲမြေမှာပါဝင်တဲ့ဓာတ်သက်ထူတွေကချင်းနေရှင်တန်ဖို့အတွက်အသိအစင်မပြေဘူးလို့လည်းသူတေတီတချို့ကယူဆထားကြပါရီ။နောက်ဆုံးတစ်ချက်ကတော့ချင်းနေမရှိပေမဲ့သူအစားထိုး imposter တကောင်တော့ရှိပါရီ။အဲ့ဒါကတော့ချင်းနေစင်တူရဲ့အမှတ်ဆိုတဲ့အကောင်တွေပါပဲ။သူတို့ကလည်းလူကိုကိုက်တက်ပြီးတော့စိတ်နှောက်ရှက်ပေးတတ်ပေမဲ့သူတို့ဟာချင်းအစ်စ်တွေမဟုတ်သလိုချင်းနေလောက်လည်းယောဂမသေးဆောင်နိုင်ပါဘူး။ ဒါကြောင့်မလို့အချုံအနည်းနဲ့ပြောရမယ်ဆိုရင်အိုင်စလန်ဟာကမ္ဘာပေါ်ကချင်းကင်းစင်တဲ့တခုရီးသောနိုင်ငံဆိုရင်လည်းမမှားပါဘူး။သူရဲ့ရက်စက်ဂျန်နဲ့ရာသီဥတုဆက်ဝင်းကပဲချင်းနေရန်ကနေကာကွယ်ပေးထားတာပါ။ကဲဒီနေ့ရဲ့ဗဟုသုတရရရာလေးကိုသဘောကျကြလိမ့်မယ်လို့မျှော်လင့်ပါရီ။ဘရိဒတ်ဂျီရောချင်းမရှိတဲ့နိုင်ငံကိုသွားလေခြင်းကြလား။ချင်းနဲ့ပတ်သက်ပြီးအမတ်တရအရှိဆုံးအဖြစ်အပျက်လေးတွေကိုလည်းကွန်မတ်မှာဝင်ရောက်ဆွေးနွေးသွားကြပါဦး။